တော်ရရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာအခုနားဆင်ရမှာကတော့စာရေးဆရာဖျာပုံလှမိုးနယ်ရဲ့ဖြူဖြူစင်စင်ဆိုတဲ့ဝတ္ထုတို့ကို live ဖတ်ပြတင်ဆက်ပေးမှာဖြစ်ပါတယ်မိုးကတဲထန်စွာရွာနေသည်လျှက်ပြဲသောအလင်းရောင်တန်းများကြောင့်ပဝင်းကျင်အနေထားကိုဂယုထားအကဲခတ်နိုင်သည်မိုးတန်လေတန်ကြားမှလိုက်ပုတ်တန်ခတ်ဝါးဝါးကိုတစ်ချက်တစ်ချက်ကြားနေရသည် လျက်ပြတိုင်းတဲတွင်သို့အလင်းရောင်တန်းများဝင်လာသည်တဲတွင်ခြေနေကို ရုတ်တရက်မြင်နိုင်မည်မိချင်းချင်းရင်းနှံစီမိကွက်မှအလင်းရောင်သည် အမောင်တုအလဲတွင်မိသုံးမြပြောလောက်ဖွယ်မရှိ လေဤဝိုက်တိုက်ခတ်မှုကြောင့်လဲမိညွန်သည်ငိမ့်လူလူမြလှုပ်ရှားနေ၏ခြေရင်းတို့သည် ပြန်ဝဲနေ၏လေတစ်ချက်တိုးလိုက်တိုင်းတဲကလေးသည် နာတာရှည်လူမမတူဤ ချိနဲ့ဟိုက်ထိုးစွာညင်းညူပုံမျိုးနှင့်ရင်းခါလှုပ်ရှားနေ၏အမောင်ကပလာကိုဆွဲလှစ်တဲ့ကဲ့သို့လျှက်တစ်ပြတ်အခြိုက်တွင်တဲလေဤကျမ်းမြင်ပေါ်၌တဟီဟီတုံ၍ဖျားတနေသောဟန်မောင်ဤအသွင်နှင့်နဘေးတွင် အထက်ပိုင်းကိုတစ်ခုလုံးဖိ၍ဖတ်ထားသောနတ်မဤအသွင်ဝါကြံကင်းမော်တွင် အခင်းမရှိအချုံမရှိသည့်ပြင် အထက်ပိုင်းဗလာဖြစ်နေ၍ လုံကြီးကွေးနေသောခလေးသုံးယောက်၏အသွေးများကိုလည်းမြင်နိုင်ပေသည်ပင်လယ်ထဲသို့စီးဝင်သောချောင်းအငူတွင်ဟံမောင်တို့တဲကလေးသည်တည်ရှိ၏ဟံမောင်သည်ဗျံကြရေလုသားဖြစ်သည်ရာသီလိုက်လောက်ကိုင်းသောကြားထောင်ခြင်းဂါထောင်ခြင်းစန်းနရထောင်ခြင်းစသည့်လုပ်ငန်းများတွင်အငှားလုတ်ကိုင်းသူဖြစ်သည်ယခုလိုမိုးရာသီတွင်မူဟံမောင်အငှားလုတ်စရာအလုပ်မရှိတော့ပေ ထို့ကြောင့်ကိုးတောင်ရှိကွန်တလက်နှင့်ချောင်းယိုးတလျှောက်မြေယိုးတလျှောက်ပင်လယ်ကမ်းဆက်တလျှောက်ရတသည်မငါးပစုံဖန်းကမိသားစုဝန်းရီဖြစ်တင်ရသည်ဟံမောင်ဖြားနေသည်မှာတလကြော်ပြီသွင်းငန်းစည်းကြီးနှင့်ကွင်းရပြုတ်ရည်သည်လက်ဆွဲစည်းဖြစ်သည်ယခင်ယခင်ကဤစေးအနှင့်အေးအေးမိနှာစေးဖြားခဲ့သည်မပြောက်ခဲ့၏ယခုအဖျားမှာ သွေးငန်းစည်းကြီးနှင့်ကိုင်းရပြုတ်ရွေကိုမဖြုံတက်ဖြားကြဖြားမှန်နေသည်ငန်းစည်းကြီးဆိုသည်ကလည်းအချိန်မှန်တောက်ရသည်မဟုတ်ဟန်မောင်လုတ်ကင်ခဲ့ဘူးသည်စည်ရင်တိုင်းများထံတွင်နေထိုင်ကောင်းသည့်အခါပြန်အလုတ်လုတ်ပြီးရန်ဂရိပြု၍ချင်းငါသောငွေနှင့်မြို့ကိုအကျုံမှားရသည် စားတော်ရေးကတစ်ဖက်မှများများစားစားဝယ်နိုင်သည်မဟုတ်တခါဝယ်မှတကြက်ဖိုးအများဆုံးဖြစ်သည် တကြက်ဖိုးမှာနှစ်ခါတောက်ယုံနှင့်ကုန်သည် ကြာတော့ငွေချေးမရတော့ရွာမငသိန်းပွဲသားထံလောလောလတ်လတ်ပေးသွင်းရသောငါးပေးပစုံပေးယူရသည် ယခုဆိုလျင်ငါးပေးယူထားသောငွေအစိတ်ခံရှိပြီထက်မှန်၍ငါးပွဲသားကကြည်ကြည်ပြူပြူပေးပါမည်လားအဖျားနာတာရှိခံစားနေရသူဖို့နေကောင်းသည်ထားအောင်ချက်ချင်းအလုတ်လုံနိုင်သည်မဟုတ်ထို့ပြင်အဟာရချို့တဲ့လွန်း၍လူမမာသည် ရုတ်တရက်အလုတ်လုံနိုင်ရန်တစက်ကလေးများမျောလင့်စရာမရှိဘူး တို့ဖြစ်၍ငသိမ့်ပွဲသားကငွေမပေးကျင်တော့ပြီ။ငန်းစည်းကြီးအစွမ်းနဲ့အဖျားမပြောက်တော့ခါနတ်မသည်လူပြောများလာသောဆေးဖြူပြားကလေးများကို တပြားလျင်ပြား90ပေး၍ဝယ်တိုက်ခဲ့သေးသည်။အချင်းဤသာဖြစ်လေသည်။နတ်မသည်မြို့မှပြည်သူဆေးရုံဆိုသည်ကို စိတ်မန်းနှင့်တက်ကြည့်သည်။မိသားစုအလုံးပါမှဖြစ်မည်မို့လက်ထဲတွင်ငွေလေးအသင့်တင်တော်ရှိမှဖြစ်ပေမည်ဟုနားလည်မိသည်။ အနည်းဆုံးငွေ20 30တော့ပါမှဖြစ်မည်။ဤများသောငွေကိုနတ်မမြည်သို့ရှာရပါ။လောလောဆယ်ပင်နတ်မလက်ထဲတွင်ငားပြားစီတစ်စီရှိသည်မဟုတ်။ညနေသာအတွက်ကိုပင်ရွာထဲ၌တအိမ်တဆင်းစန့်ချေးကြရသည်။မြည်သည့်ချိန်တွင် ပြန်လည်ရမြည်မှန်းမသိ၍ရှောရှောရှူရှူချေးကျင်ကြသည်မဟုတ်။ချောချောမောမောတောင်းတောင်းမှန်မှန်တနက်စာစန့်ချေးကြရသည်။ တနက်စာဆိုတော့လဲနတ်မလျှော့စားလောင်းမှ လောက်ငါသည်တခိဟိတုံနေသောဟံမောင်ကိုဖတ်ထားရင်နတ်မသည်ငွေရပေါက်ရလန်းကိုတွေ့သည်တရေရေးမြစိတ်သက်သာစရာမမြင်သူရှိချမ်းမြင်ပေါ်၌ကလေးသုံးယောက်သည်တယောက်နှင့်တယောက်ပူးကပ်၍ကွေးကွေးလေးတွေအိပ်ပျော်နေကြသည်ကလေးများကိုတစ်ချက်ကြည့်ရင်ထယံဘေးတွင်ပုံလျက်ရှိနေသောကွန်အိုကလေးကိုငေးကြည့်မိသည်တခင်မကျမ်းမာကလေးက တခင်မကျမ်းမာကလေးကကွန်ဒီ EDM ဘေးတွင်ဤတိုင်းပုံနေခဲ့သည်။နတ်မာကတပြင်းချဖို့ခက်လေးလေးမှုတ်ထုတ်ရင်းဟန်မောင်ကိုငုံကြည့်လိုက်သည်။ဟန်မောင်ကအိပ်ပျော်နေသည်။တဖြည်းဖြည်းညစ်နက်လာသည်။လေးနှစ်မိုးသည် ပြင်းထန်စေဖြစ်သည်။တဲကလေးကညင်းညူလှုပ်ရှားနေ၏။ဟန်မောင်သည် မကြမီအားနည်းစွာညင်းညူရင်းမျက်လုံးတစ်ဖက်ဖွင့်ကြည့်၍ပြန်လည်မိန်သွားသည်။ နတ်မကဂိယုနာပြေရှမ်းစွာငုံကြည့်သည်နတ်မလည်းကိုမောင်ဘေးတွင်လှဲချပြီးကျင်နာစွာဖတ်ထားလိုက်၏လေကအတော်ပြော့သွားပြီမိုးကရွာနေစေဖြစ်သည်ချင်းတကောင်းဤကိုက်ခဲလိုက်မှုကြောင့်နတ်မသည် နိုးလာသည်တဝောဝောချနေခဲ့သောမိုးတန်သည် သူ့နားထဲသို့ တိုးဝင်လာသည်မျက်လုံးများမှရုတ်တရက်ဖွင့်မရသို့သောနတ်မသည် မျက်လုံးကိုကြိုးစားဖွင့်၍အသာယာထလိုက်သည် ရေနံသည်မိကွက်သည်မှိုင်းများတီး၍နီးကျင်ကျင်လင်းနေစေဖြစ်၏ကလေးသုံးယောက်မှမလုံမရှက်အိမ်မောကြညိတ်သက်နေသည် ချင်းကောင်များကြိုက်ခဲနေသည်ပင်မလုံရှားကြနတ်မသည် ခြေဖော်နင်း၍တဲကပြင်းစီသို့လျှောက်ခဲ့သည်ပြင်ပဝင်းကျင်သို့တစ်ချက်ကြည့်လိုက်သည်အရှိတ်ကောင်းကင်တွင်အလင်းရောင်ဖြော့ဖြော့ကိုသူမြင်ရသည် ရေတက်ပြီးသည်မှလည်းကြာလာသေးသည်မဟုတ်ကြောင်းသတိပြုမိ၏ လေသည်လုံးဝငြိမ့်တက်နေသည်မိုးသာတဲတဲမဲမဲရွာ၏နတ်မသည်ဟံမောင်ဆေးရုံသို့တက်ရန်ရေးကို ပြေးတရရမိသည်အိမ်မောကြနေသောကလေးသုံးယောက်နဘေးသို့ရောက်သောအခါနတ်မသည်တန်လုံးကိုလှုပ်နှိုးလိုက်သည်ရုတ်တရက်တန်လုံးကမလုံးနတ်မကဆွဲထူမှထထိုင်သည်ချက်ချင်းထိုးအိပ်ပြန်၏တန်လုံးကိုတဖန်ဆွဲထူလိုက်ခါပေါင်တွင်းကြောကိုဆွဲလင်လိုက်သည်တန်လုံးကပြူပြူပြဲပြဲမော့ကြည့်သည် ထသန်းမိုးလင်းတော့မယ်ဘာလို့မလို့လဲတူတူပြောနေဖီနိုးနေုံမယ်ငါနဲ့လိုက်ခဲ့ပြောပြကြိုးချီလိုက်ဤတန်လုံးတော့ကိုမူအဝိအောက်ထုပ်အစုတ်တလုံးစောင်းပေးလိုက်ဤတန်လုံးကနားမလဲသလိုခက်ငေးငေးကြည့်နေသည်နတ်မာသည်ဗလာချင်းနေသောအပေါ်ပိုင်းသို့ထမိန်မတင်လိုက်ပြီးထမိန်ရင်ရှားကိုတင်းတင်းဝက်လိုက်သည်ထို့နောက်ကုံကုံဆွဲ၍ ပလိုင်းကိုတန်လုံးအားလှမ်းပေးပြီးတဲထဲမှထွက်ခဲ့သည်။ရွာဤအစုံဆုံးကဲနဖူးတွင်သူတို့တဲကလေးစောက်ထား၍တဲဤခေါင်းရင်းဘက်မှကွေ့ထွက်လိုက်သောအခါပင်လယ်တောင်ဖွေးဖွေးကိုခက်ရီးရီးမြင်ရသည်။နတ်မာသည်တဲတဲမဲမဲရွာနေသောမိုးရေများကိုဂယုမပြုတ်နိုင်မဲသားကြီးတန်လုံးဤလက်တစ်ဖက်ကိုဆွဲ၍ခတ်တုတ်တုတ်ရှောက်ခဲ့သည်။တန်လုံးသည်အချင်းမူတုနှင့်လမ်းလျှောက်နေရ၍ ဇိမ့်ဆက်ဆက်အေးစိမ့်စိမ့်ဖြစ်နေသည်မိုးဒီမိုးပေါင်းများသည်သူကြောပြုံမောသို့ကြာနေ၏တောင်ဆက်ကို ရောက်သည်နှင့်နတ်မသည်ကုံကိုပခုံးပုံမှပြစ်ချလိုက်ပြီးညာဘက်လက်မောင်းပေါ်ဖြန့်တင်း၍တရောင်စစ်ကွေးနှင့်ခန်းကားဘဲလက်နှင့်ဖြန့်ကင်လိုက်သည်မွေးကလေးကရေလုံငန်းနှင့်ကြီးပြင်းခဲ့ရ၍ကွန်ပြေချင်းကိုနတ်မဖို့အခက်ခဲမရှိပါထို့နောက်တောင်ဆက်တိုင်းခက်ပြေးပြေးလျှောက်လာသည် သူ့ခြေောက်ကိုလှိုင်းကြံများကား ပြေး၍တိုးတိုက်ကြသည် ရေတပ်ဦးမိုတောင်ဆက်တွင်ငားငယ်များမြူးနေသည့်အရေးလက္ခဏာကို သူတွေ့ရသည် ရုတ်တရက်အပြေးကလေးလျှောက်လိုက်ခါကိုငိုရေနှက်ဖက်သို့ဥတီ၍ပြစ်ချလိုက်သည်တန်လုံးကလည်းပလိုင်းကိုလွှဲပြီးမိယုတ်ဆောင်ကိုဆွဲ၍အပြေးလိုက်လာက သူမနဘေးတွင်ရက်နေသည် ကိုငိုဆက်၍ခပြေးပြေးဆွဲတင်ပြီးသောအခါမြုပ်ဆောင်ရှိတွင်ဖြန့်လိုက်သည်။ပဇွန်တို့နှကောင်ကပလူးတကောင်ပါသည်။ နတ်မှာပို၍စိတ်တက်ကြွလာကလွန်ခဲ့သောရက်များကဤကဲ့သို့ မလုံမိခဲ့သည်ကိုပင်နောင်နာဖြစ်နေသည်ရှေ့ဆောင်ဆက်၍ကွန်ပြစ်နေပြန်သည်တလက်လျင်ပဇွန်နှင့်ငါးနှကောင်သုံးကောင်ပါသည် အရှိမရောင်နီပေါ်လာပြီးချောင်းငယ်တစ်ခု၏အဝတ်သို့ရောက်ခဲ့ပြီပင်လယ်မှရေသည်စီးဝင်နေပြီတခြားပြီးတခြားပြစ်ချဆွဲတင်လုံနေရ၍နတ်မှာသည်အတော်မောနေသည်တန်လုံးကတခိုက်ခိုက်တုံနေ၏ ကုံကုံအာတုံ၍ပြစ်ချလိုက်သည်။နတ်မကျောပြင်ပေါ်သို့မိုးပေါင်များသည်တစ်ဖြက်ဖြက်ကျနေသည်။သို့သောနတ်မရင်မာပူလောင်မောဟိုက်နေ၏။ကုံကုံဆက်၍ခပြေးပြေးဆွဲလိုက်သည်နှင့်နတ်မကိုယ်လည်းလှုပ်ရှားရိမ့်ရိုင်သွားသည်။နတ်မသည်ကုံကျိုးကိုလက်မှဖြုတ်ကာတန်လုံးလက်ထဲသို့ထိုးထည့်လိုက်သည်။သူမလက်များက တုံ့ရည်နေ၏။တန်လုံးကရောင်ရမ်း၍ကျိုးကိုစုပ်ကင်ထားလိုက်သည်။လူလေး မိယုတ်ဆောင်တဲ့ပလိုင်းကိုချထားကျိုးကိုသေးချာကင်ထားနော်နတ်မသည်တန်လုံးကိုကွန်ကျိုးကင်ထားစီပြီးသူကမူကွန်ကိုခပြေးပြေးဆွဲတင်သည်တောင်ပြေတိုင်းကွန်ကျိုးကိုကင်ထားစီပြီးသူမကကွန်ကိုတပြေးပြေးဆွဲတင်သည် ရုတ်တရက်တောင်ဆက်တစ်လျှောက်ရေပွက်များထသွားသည်နတ်မသည်ခါလောင်နဲ့သည့်ရေထဲသို့ခုံချလိုက်ခါကွန်အောက်ဆာကိုလက်နှစ်ဖက်နှင့်ဖြည့်၍ ာလာသောငါပြန်မထွက်နိုင်ရန်ကြိုးစားလိုက်သည်လူလေးတန်လုံးစွဲတင်စွဲတင်နတ်မာသည်ပါဇက်မှဘလုံးပထွေပြောရင်ရေထဲသို့ငုံငါရုံကန်နေသောငါကိုကွန်သားနှင့်လုံးပတ်ပြီးရင်ငွေနှင့်ပိုက်ဖွေ၍ဖတ်ထားလိုက်၏တန်လုံးကအားရှိသမျှခြေကန်၍စွဲတင်သည်နတ်မာသည်တောင်ပေါ်သို့အမောတကောတက်ခဲ့သည်သူ့လက်တွင်မှငါသည်အားရှိသမျှရုံကန်လိုက်ရာ ငါနဲ့တူလုံထွေးလဲကြသွား၏တန်လုံးကပြေးလာကငါ့ကိုဝိုင်းဖက်သည်တန်လုံးလွတ်လွတ်စူးလိုက်မယ်ဖဲနတ်မသည်ငါ့ကိုအောင်မြင်စွာတောင်ပေါ်သို့ဖတ်တင်နိုင်ခဲ့သည်သူ့လက်နှစ်ဖက်စလုံးငါစုအစူးခံလိုက်ရသည်သို့သောသူမတွင်ဝမ်းသာလှုပ်ရှားစေဖြင့်ထူပူနေ၍နာရမန်းမသည်အရှိမရောင်နေတက်လာ၏အလင်းရောင်သည်ဖြာစင်းငယ်လေပြီငစိမ့်ပွဲရို့သို့ရောက်သောအခါ နနက်ဝီလီဝီလင်းချိန်ဖြစ်သည်ပွဲစားကိုစန်တင်သည်အိယာမမနိုးသည်ကိုစန်တင်ဤလူငါးနှစ်ယောက်ကစောင့်ခန်း၍ထိုင်ဆောင်နေရသည်ယခုမှခိုက်ခိုက်တုံလာသည်ခြေပြားလက်ပြားများပဲပဲကြီးတွန့်လိုက်ကထုံကျင်နေသည်လက်မှငါးဆူလိုက်သောဒဏ်ရာများသည်ကြိုက်ခဲနာကျင်လာသည်သောသောနတ်မသည်ငါးပစုံများ၏အလေးချိန်ကို စိတ်နှင့်မှန်းကြည့်သည် ပစုံတပိတ်သာကြောကြောငါးနှစ်ပိတ်သာကြောကြောရှိမည်ကံအားလျော်စွာရခဲ့သောငရံဝါကြီးမှာငါးပိတ်သာထက်အောက်မည်မဟုတ်အိယာထက်တွင် ဝေဒနာခံစားနေရသောဟံမောင်ကို မြင်ရောက်လာသည်ကိုစံတင်မြ мян နိုးပါစေရန်နတ်မဆူတောင်းရပြန်သည်ရင်ရှားထားသောထမိန်မှာစုံနေ၍တကိုယ်လုံးအေးဆက်နေသည်မိုးပါသွားတော့လေလေကတစ်ချက်တစ်ချက်ဝေ့လာသေးသည်။နတ်မအသေးခိုက်အောင်ချမ်းနေသည် တန်လုံးခမလည်းမိခင်ရှိတွင်ဒူးနှလုံးကြားမေးစီသွင်းကတခိုက်ခိုက်တုံနေ၏ကဲလူလေးပြန်အမေပဲစောင့်ချိန်ခဲ့မယ်မိမွေပြီးရင်ွေးအိုးတဲထားလိုက်နော်ကိုနေရွယ်သားကြီးတန်လုံးကိုနတ်မသည်မကြည့်ရတော့ပဲပြန်လွှတ်လိုက်ပြီတန်လုံးသည်မိယုတ်ဆောင်ကိုတစ်ဖက်ကိုငိုတစ်ဖက်ဆွဲကာထွက်သွားစေ၏မိုးစင်စင်လင်းကျေပြီခတ်သေးသေးရွာနေသောမိုးလဲဆဲလီပြီကောင်းငင်သည်ကြည်လင်နေ၏ နတ်မာသည်အတန်ကြာမျှဆက်ဆောင်နေသည်ပင်လယ်ပြင်ပေါ်သို့နေလုံးကြီးတက်လာပြီးမကြာခင်မှာပင်တဲကလေးထဲမှပွဲစားကိုစံတင်နိုးလာသည် ကိုစံတင်သည် မျက်နာပင်မသိသေးပဲနတ်မာပါလာသောပဇွန်နှင့်ငါးကိုလာကြည့်သည်တခိုက်ခိုက်တုံ၍ပုထိုင်နေသောနတ်မာကိုလည်းစိတ်စိတ်ကြည့်သည်ခက်အေးအေးမျက်နာကြီးသည် ပြုံးလာ၏နတ်မာစွန်စားကန်းကတော့အားရစရာကြီးပဲဟိနေတဲ့အကောင်ကြီးလားကွာ ချိန်ဟေးပြီးတော့မင်းတို့နှစ်ယောက်ရွာထဲသွားဘသူစီမှာကုံရှိတယ်ဆိုတာကြည့်ခဲ့လူငါးများကို အမိတ်ပေးသည်သူကနတ်မနဘေးတွင်ရက်နေ၏ပဇွန်တပိတ်သာစိတ်ကပလူနှစ်ပိတ်သာငရန်ငါးပိတ်သာနတ်မသည် ကိုစံတင်မျက်နာကိုမော့ကြည့်လိုက်သည် ကိုစံတင်နှုတ်ဖျားမှထွက်လာမည်ဈေးနှုန်းကိုတထိတ်ထိတ်စောင့်နေမိသည်ကိုစံတင်သည်တဲပေါ်တက်သွားပြီးစက်ကူတရက်တွင် ခဲတံနှင့်ရိတ်မှတ်လိုက်သည် နတ်မကြီးခဏနော်မျက်နာတက်လိုက်ဦးပဲနတ်မသည်ခေါင်းကိုညှိလိုက်သည်တဲလေးဤအစင်းတက်ကပြင်းတွင်ထိုင်နေလိုက်သည် လူငါးနှုတ်ဦးသည် ရွာထဲသို့ထွက်သွားကြသည်တံငါရွာလေးသည် အေးချမ်းတိတ်ဆိတ်နေ၏ကိုစံတင်သည်နောက်ဖေးရေစင်တွင် သွားတိုင်မျက်နာသည်အတန်ကြာပြုတ်လုပြီးမှထွက်လာသည်ထမင်းစားကုံဝိုင်းကလေးတစ်ခုတွင်ထိုင်၍ဈေးဖြတ်တွက်ချက်လေသည်နတ်မကအသက်ရှူရန်ပင်မိမတက်ငေးကြည့်နေမိသည် อืมပဇွန်ဒုက္ကနှစ်ချက်စီတပိဒ္ဒါစိတ်ဆိုတော့နှစ်ချက်ခွဲကြတယ်ကပလူးကတစ်ချက်ခွဲစီနှစ်ပိဒ္ဒါဆိုတော့သုံးချက်ငရံက၃ချက်စီငါးပိဒ္ဒါ15ချက်စုစုပေါင်း20 20ပြား50ဟာနေယူထားတာ25ချက်ရှိတယ်နတ်မာဒီထိုင်နေရမှမလှုပ်ပဲကိုစန်တင်ကိုငေးကြည့်ရင်တရွေးကိုမြှို့ချလိုက်သည်ကိုစန်တင်ကအပေါ်စစ်မှကြည့်နေ၏ ကျမယူထားတဲ့ငွေကိုမနှိမ်မာနဲ့အကိုရဲ့ကိုဟန်မောင်ကိုကျမဆေးရုံပို့ခြင်းလို့ပါဆေးရုံတက်တယ်ဆိုရင်ကျမတို့အကုန်လိုက်သွားရမှာငွေအနည်းဆုံး20အစိတ်တော့ပါမှဖြစ်မှာပါအကိုရဲ့အခုရလို့ငွေတောင်မှရက်ရှည်ဆိုရင်မလောက်ပါဘူးကျမယောက်ျားနေကောင်းလို့ပြန်ဆင်းလာရင်ကျမလှုပ်ဆက်ပါမယ်ဟာခတ်တာပဲဟာငါကတနာတတ်ပါတယ်ဒါပေမဲ့ငါမှကုံရနေတယ် မြုပ်တဲ့ငွေကလည်းများတယ်ဟာတဝက်လောက်တော့ပြီးခဲ့ပါနတ်မရဲ့ကိုစံတင်သည် တောင်းတောင်းမှန်မှန်ပြောနေသောနတ်မအားတက်ပြင်းရှက်ရင် ကြည့်၍ခက်လေးလေးပြောလိုက်လေသည်နတ်မက တိုးရှိုးစွာမော့ကြည့်သည်ရှစ်ခိုးပါရဲ့အကူရဲ့အကူကျေးဇူးကိုမမေ့ပါဘူးကျမတို့အချင်းကျက်ဖြစ်စဉ်ကူညီတာကျမမမေ့ပါဘူးအခုလဲတနာသဖြင့်ဆေးရုံတက်နိုင်အောင်ဒီငွေလေးကိုကျွေးမနေပါနဲ့လို့တောင်းပန်ပါတယ် ကျမယောက်ျားဟာအခုတိုင်းထားရင် လုံးပါပါရပါတော့မယ်ကျမတို့မှာအာကိုမရှိပါဘူးအကိုရဲ့နမတောင်းမှန်တိုးရှိုးနေသည် ကိုစံတင်သည်ငေးကြည်ရင်အတန်ကြာမျှစဉ်းစားတွေ့ဝေနေပြီးတပြင်းကြီးကိုမှုတ်ထုတ်လိုက်၏ဟာအေးလေကူညီလက်ဆနဲ့ကူညီရတော့မှာပေါ့အဲတခုပြောချင်တာကငါစေတနာထားတယ်လို့နင်ကစေတနာကိုတန်ဖိုးထားပေါ့ဟာ ငါကတဖက်သားကိုတနာကူညီတတ်ပါတယ်။ကဲငွေယူသွား။နောက်မှပဲကြွေးပေးပေါ့။နတ်မာသည်ဝမ်းသာလိုက်လဲလွန်း၍တုံ့ကြီးနေ၏။ကိုစံတင်သည်နေရာမှထကအိတ်ခမ်းထဲသို့ဝင်သွားသည်။ခဏကြာတွင်အခန်းဝ၌ရက်ခါငွေဆက်ကူများကိုရေတွက်နေ၏။ကဲရော့ရော့အပြည့်ပဲယူပေါ့ဟာ။နတ်မာကဝမ်းသာအားရနှင့်ကပြင်းမတဆင်တဲဘော်တို့တက်ခါ ကိုစံတင်စီမှငွေဆက်ကူးများကိုယူလိုက်သည်ဝန်တာအားရကြစ်ကြစ်စုပ်ထားလိုက်၏ထိုစဉ်ကိုစံတင်သည်ကျမ်းမာပြည့်ဖြိုးသောနတ်မကုလုံးကိုလက်တစ်ဖက်နှင့်ရစ်ပတ်ခါအခန်းထဲသို့ဆွဲသွင်းလိုက်သည်နတ်မကငွေဆက်ကူးများကိုစုပ်ရင်းအထိတ်တလန့်ရုန်းကန်လိုက်၏ကိုစံတင်ကပြုံးလိုက်သည်ငါကူညီမှုကိုနင်ဒီလိုပဲတုံ့ပြန်တော့မလားနတ်မရဲ့ဒီမှာတွေ့လားငါမှငွေတွေရှိပါတယ်နင်လုံလောက်အောင်ငါပေးဦးမယ်ဟာ နင်ဘလောက်လိုချင်လဲပြောကျမကျမလက်ကိုလှုပ်ပါလှုပ်ပါမယ်လေနင်ကလည်းအသားပဲ့ပါတာမှတ်လို့နတ်မာသည်ဇောချွေးပြန်၍တုံ့ကြီးနေလေသည်စောစောကအေးဒန်သည်ဘဲစီတို့ ရောက်သွားသည်မသိကိုစံတင်က သူမဤတောင်တင်းဖွင့်မျိုးလာသော ကိုလုံးကိုတင်ကြုံကြည်ရင် ပြုံပြုံကြီးပြောလိုက်သည်ငွေဆက်ကူတက်များထည့်ထားသောတည်ရိပ်ကိုလည်းညှို့ပြလိုက်၏ နင်လိုတဲ့ငွေပြောလီဘလောက်ထက်ယူမလဲနတ်မသည်စက်ကူများကိုတစ်ချက်ကြည့်လိုက်ပြီးကိုစံတင်မျက်နှာကိုကြောက်ကြောက်လန့်လန့်မော့ကြည့်သည်ကိုစံတင်ကပြုံးလိုက်ပြီးရေဆိုးထမိန်နှင့်တင်းကျပ်စွာ စီးနောင်ထားသောနတ်မကိုလုံးကိုတိမ့်ဖက်လိုက်ပြီးအိုးလှုပ်လှုပ်မလိုချင်ဘူးရှင့်ငွေကို မလိုချင်ဘူးနင်ညာနေတာပါဟာနင်ငွေလိုနေတာပဲဟာ ရုပ်ကံနေသောနတ်မကိုကိုစံတင်ကထပ်မံဖက်မိရန်ကြိုးစားလိုက်သည်နတ်မကခြေတလန်းဆုပ်ကားစောင့်တွန်းလိုက်သည် ကိုစံတင်သည်ငွေဆက်ကူထည့်ထားသောငွေအိတ်ပေါ်သို့ဖင်ထိုင်လဲကျသွားသည်နတ်မတို့ကဘလောက်ဒုက္ခရောက်ရောက်တတ်သည့်ရှိတယ်ဒီလိုအစားမျိုးမဟုတ်ဘူးရှင်မြဲမြဲမှတ်ထားပြောပြောဆိုဆိုနှင့်နတ်မသည်ခက်သွက်သွက်အိမ်ပေါ်မှဆင်းခဲ့သည် သူ့နှဖူးတွင်ချွေးများစုံနေ၏ပင်လေကလေလေ တဖြူဖြူတိုက်ခတ်လာ၏ပင်လယ်အထက်ထန်းတပြားခန့်ကောင်းငင်ပြင်တွင် နေလုံးကြီးသည်ချိတ်ဆွဲထားကဲ့သို့ရှိသည်မကြမီချောင်းရိုးတိုင်းခုံမောင်းလာသော မြို့သားပါစင်ညာမော်တော်ရောက်လာသည်နတ်မသည်ဟန်မောင်နှင့်ကလေးများကို တင်သည်သူမသည်အလုံးကြီးကြာသွားကဲ့သို့စိတ်လက်ပေါ်ပါစွာတက်ပြင်းချမိလိုက်သည်တရွေ့ရွေ့ခုံမောင်းလာသော မော်တော်လေးနောက်တွင်ဝေး၍ဝေး၍ကြံရစ်သော ရွာထိပ်မှပွဲစားကိုစန်တင်ဤတဲကလေးကို ငေးကြည့်လိုက်သည် သူမျက်စီထဲတွင်လှုပ်ရှားသောအရေးများထင်ဟပ်လာသည်နှကန်းကိုတင်းတင်းဆေ့၍နတ်မပြုံးလိုက်သည်နတ်မဖို့အမျက်တစ်ခုရခဲ့စေသည်မှတ်ကြောင်တင်ခံနိုင်သော ဖြူစင်သည့်နှလုံးသားအားအညစ်အကြေးမြူမြမတင်သည်ကို ကိုစန်တင်တို့လိုလူဒန်းစားများမှတ်မှတ်ရရနားလေသေးခဲ့ပြီမဟုတ်ပါလားဖြာပုံလှမှုຫນွယ်